ိတ်တော်အလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါဆိုတော့ဒီနေ့မှကတော့ပြီးခဲ့တဲ့ရပိုင်းကဆက်လက်တင်ဆက်နေခဲ့တဲ့ Chucky Season 2ရဲ့အပိုင်း၅ကိုဆက်ပြီးတော့တွားမှာဖြစ်ပါတယ်အဲ့တော့မဆခင်မှာ Channel လေးကို Subscribe မလုပ်ရသေးရင်လုပ်ထားပေးပါပြီးတော့ကျွန်တော်အထူးတောင်းဆိုချင်တာကကျွန်တော်ကို Support လုပ်ချင်တယ်လို့ပြောနေသူတွေများစွာရှိတဲ့အတွက် VPN လေးပဲဖွင့်ကြည့်ပေးလို့ရပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်တယ်ဆိုတော့ Let's go ကျွန်တော်ဒီနေ့ဆက်ပြီးတော့တွားလိုက်အောင်ပါအော်မကြည့်ရသေးတဲ့သူရှင်အရင်ပိုင်းကိုအရင်သွားပြီးတော့ကြည့်လို့ရပါတယ်ကျွန်တော်ဘောင်းချုပ်တေရောတပိုင်းချင်းတွေအကုန်တင်ထားပြီးသားပါ အဲ့တော့ Chucky season 2ရဲ့အပိုင်း9တွားလိုက်ကြအောင်ပါခင်ဗျာဒီမိုင်းဆာမှာတော့ဗလာကြီးဇိုး Chucky ကသူ့ရဲ့အရွယ်ဆုံးစိုက်ဆုံးဓာတ်တွေကိုထုတ်ပြလိုက်ပြီးတော့မလာဘူးလားလို့သူတော်ကောင်း Chucky လို့မေးလိုက်ပါတယ်ဒီတစ်ခုကလာစီတော့ကွာလို့ပြောလိုက်ပြီးတော့သူ့နှလုံးသားတွေကိုထိုးဆိုင်လိုက်တဲ့ပုံမြင်အောင်ကြည့်စမ်းအဲ့ဒီကောင်မမှာနှလုံးသားရှိရင်ပေါ့လေလို့ပြောလိုက်တော့သူတော်ကောင်း Chucky ကသူ့နာမည်ကိုဘယ်တော့မှမပြောနဲ့ကွာလက်စီကငါးတငယ်ချင်း သူတို့အားလုံးကငါတငယ်ချင်းတွေပဲကွာလို့ပြန်ပြောလိုက်ပါတယ်။အဲဒီချိန်မှာချက်ကီနာကောင်ရှိတဲ့အခန်းထဲကိုဂျိတ်လူကဝင်းမို့ဂျိုးစားနေကြတာဖြစ်ပြီးတကားကိုဖွင့်မို့လုံနေကြတာပါ။ဗလာကြီးချက်ကီကအော်မလီဒီမိစ္ဆာကောင်တွေမင်းကိုဘာလို့လိုက်တာလဲရဲဘော်လို့သူတို့ကောင်ချက်ကီကိုမေးလိုက်ပါတယ်။ဂျိတ်လူလည်းတကားကြားနေချောင်းကြည့်လိုက်တော့အထဲမှာချက်ကီနောက်တကောင်ထားရှိနေအောင်မြင်လိုက်ရပြီးသူတို့စကားပြောနေရကိုလည်းကြားလိုက်ရပါတယ်။ဗလာကြီးဇိုးချက်ကီကတော့နောက်ထပ်ဓာတ်တစ်ချောင်းကိုပြပြီးတော့ ဒါဒီဗန်တွားကွာဒီလွှာသွားတာဒီကောင်းကိုကောင်းပါလေးတယောက်လို့ပါအော်သွားစီရမယ်လို့ထပ်ပြောလိုက်ပါလေအဲ့ချိန်မှာဂျိတ်တို့လည်းတင်းပြီးတော့တကောင်းအောင်မြန်ဖွင့်မှုလုပ်နေကြပြီမယ်တကားချက်ချထားတော့ဖွင့်လို့မရခဲ့ပါဘူးဗလာကြီးဇိုးချက်ကြီးကတော့ဒီတချောင်းကတော့မင်းပေါ်တာကောင်းဂျိတ်တို့ပဲလီလို့ပြောလိုက်ပြီးတော့ဒါနှချောင်းနဲ့ဂျိတ်တို့ရှိနေတကားစီကိုလမ်းပေါက်လိုက်တာကြောင့်တကရွက်မှာဓာရီလာဆိုင်အောင်မြင်လိုက်ရပါလေအိုင်မာရင်သူတော်ကောင်းချက်ကြီးကလည်းဒေါသတွေထွက်ပြီးတော့ဗလာကြီးကိုခုံအုပ်လိုက်ပါတော့တယ်ဗလာကြီးကသူတော်ကောင်းချက်ကြီးကိုပိတ်တွန်းလိုက်ပြီးတော့ ေဘာလဲဟာချက်ကြီးမင်းဘယ်တော့အဲ့လိုငကြောက်ကောင်ဖြစ်သွားလဲလို့မေးလိုက်ပါတယ်သူတော်ကောင်းချက်ကြီးကတမာချန်းစာအုပ်ကိုပြလိုက်ပြီးတော့ငါလူတက်ထားတဲ့ကောင်းတော်ကိုတွေ့သွားပြီကွာလို့ပြန်ပြောလိုက်တော့ဗလာကြီးကစာအုပ်ကိုရိုက်ချပြလိုက်ပါတယ်ဂျိတ်ကတော့သူတော်ကောင်းချက်ကြီးလေးကိုစိတ်ပူနေပြီးတော့တကားကိုတွန်းဖွှင်းမှုလုပ်နေပေမဲ့ဖွှင်းလို့ကမရပါဘူးအထဲမှာတော့ဗလာကြီးနဲ့သူတော်ကောင်းချက်ကြီးတို့လက်သီးတွေနဲ့ဂျုံနေကြပြီးတော့ဗလာကြီးရဲ့လက်သီးတလုံးကသူတော်ကောင်းချက်ကြီးရဲ့မျက်နှာကိုထိသွားခဲ့ပါတယ်ဗလာကြီးကလည်းလက်ခံလိုက်စမ်းပါမင်းကမကောင်းဘူးကွာဆိုတော့သူတော်ကောင်းချက်ကြီးက ငါချက်ကီလူကောင်းလေးကွာလို့ပြောလိုက်ပါတယ်။ဘလိုက်ကဒေါသထွက်ပြီးတော့သူတော်ကောင်းချက်ကီကိုတစ်ချက်ပြီးချက်လက်သီးတွေနဲ့ဇက်တိုက်တီးပါတော့တယ်။ဘလိုက်ကမင်းကငါတို့နာမည်ဖြတ်နေတာပဲပျော်ညံတဲ့အလကားအဆုပ်ပလုတ်ကောင်းလို့ပြောလိုက်တာပါ။အပြေမှာရှိနေဂျိတ်ကတော့သူ့ဘော်ရာချက်ကီလေးခံနေရတော့သိတဲ့တော့ငါတို့အကူညီမဖြစ်မယ်လို့ပြောနေပြီးတော့ဒေဗန်ကဟိယောင်သူတို့ချင်းချင်းတပ်ပစီလေးလို့ပြောနေပါတယ်။အဲဒီချိန်မှာရင်ဂျမ်းမင်မောလဲနေသူတော်ကောင်းချက်ကီကရုတ်တရက်ဘလာကြီးရဲ့ဘောကိုခြေထောက်နဲ့ပြတ်ကန်လိုက်တာကြောင့်ဘလာကြီးလည်းတွင်းထွက်သွားပါတော့တယ်။ ဖလာကြီးပြန်ထလာတော့သူတော်ကောင်း Jackie က Father Price ရဲ့ဇပွဲပေါ်ရောက်နေပြီးတော့ဇပွဲပေါ်မှာတင်ထားတယ်ဖလာကြီးရဲ့ဓာတ်နှောင်းကိုယူလိုက်ပါတယ်ငါးငါးနေခြင်းနဲ့ပုံစံနဲ့နေမဲ့ Jackie ကခွေးကောင်းရင်လို့ပြောလိုက်ပြီးတော့ဓာတ်နှောင်းနဲ့ပိတ်ပေါက်လိုက်ရမှာတော့ဖလာကြီးရဲ့လက်ဖွားနှစ်ဖက်မှာသွားဆိုင်ပြီးတော့နန်ရမာကပ်နေပါတော့တယ်ပြီးတော့နောက်ထပ်ဓာတ်နှောင်းကိုယူလိုက်ပြီးတော့ထပ်ပစ်လိုက်တဲ့အတွက်ဖလာကြီးလည်းဘိုက်မှာဓာတ်တန်းလန်းနဲ့ရှော့သွားခဲ့ပါတော့တယ်အဲနောက်တော့သူတော်ကောင်း Jackie ကတကားဖွင့်ပြီးတော့အပြင်ကိုထွက်လာကဂျိတ်ကိုဖတ်လိုက်ပြီးတော့ ငါလှုပ်တာတော်ရလားနီးပြလို့မေးလိုက်ပါလေဂျက်ကီကဗလာကြီးထိုးကြိတ်ထားတဲ့လက်ချက်ကြောင့်ယာရင်နဲ့နဲ့ဖြစ်နေရှာပြီးဗဇက်နဲ့နှာခေါင်းကနေလဲသွေးတွေကျနေခဲ့တာပါဂျိတ်ကမေးလို့တာကောင်းတယ်ဂျက်ကီလို့ပြောလိုက်ပြီးဒေဗန်ကတော့စိတ်ပြက်လက်ပြက်ဖြစ်နေပုံပါပဲအဲနောက်တော့ဂျိတ်တို့တွေအခန်းထဲဝင်ပြီးတော့လဘကတိုင်းမှာအရိုက်ခံထားသူနာမဆိုင်နဲ့ဗလာကြီးဂျက်ကီကိုတစ်ချက်ကြည့်လိုက်ပါလေဒေဗန်ဂျက်ကီကောင်းဟုတ်လား तू လှုပ်ထားတာကိုကြည့်လေ तू လဲလူသားသမားပဲလို့ပြောလိုက်ပြန်ပါလေဂျိတ်ကဒေဗန်သူငါတို့ချက်ကီလက်ကကယ်လိုက်တာလေးလို့ပြောတော့ဒေဗန်က ။ "तू လဲချက်ကြီးပဲလीကွာ"လို့ပြန်ပြောလိုက်ပါတယ်။ဒေဗန်ကမင်းကိုဘယ်လိုပြောရမှန်းတော့မသိတော့ကွာ။ "तू ထရာဗာကိုတတ်ခဲ့တာ။မင်းချစ်တဲ့လူတယောက်ကိုထပ်ပြီးတော့မတတ်ဘူးလို့ပြောနိုင်လားလို့မေးလိုက်တော့ဂျိတ်ကထရာဗာကိုတတ်တာဘလာအီးချက်ကြီးကွာ။ကယ်ရီကိုတတ်တာလဲတခြားချက်ကြီးပဲလို့ပြောလိုက်ပါတယ်။ဒေဗန်ကောင်းတဲ့ချက်ကြီးစွာမရှိဘူးရောင်းလို့ထပ်ပြီးတော့ပြောလိုက်တော့ဂျိတ်လည်းစိတ်ဆိုးပြီးတော့ချက်ကြီးကိုခေါ်ပြီးတော့ထွက်သွားခဲ့ပါတော့တယ်။ဒေဗန်တော့နာမကတ်နေရဲ့ချက်ကြီးပိုက်ထဲကဓာတ်ကိုဆွဲထုတ်နေတော့မှ Father Price ဝင်လာပြီးတော့သူ့ကိုမြင်သွားပါတော့တယ်။ Father Price လဝကတ်တိုင်းမှာအရိုက်ခံထားသူဖြစ်နေချက်ကီရုပ်ကိုကြည့်ပြီးတော့ဒေဗန်ကိုဒေါသထွက်သွားခဲ့ပါတော့တယ်။ဒီလိုဖျားကိုစော်ကားတဲ့ပုံစံမျိုးငါရမ်းမုန်းတယ်လို့ပြောလိုက်တော့ဒေဗန်လည်းစိတ်ပြက်လက်ပြက်နဲ့ရှစ်ပေစမ်းกว่าလို့ညည်းညူလိုက်ပါတယ်။တမမနဒင်းနဲ့လက်စီတို့ကတော့ဗီဒိုထဲမှာရှိနေ Travel အလောင်းကိုဘာလို့ရမမ်းမသိဖြစ်နေပြီးတော့နဒင်းကငါတို့ဘာလို့ကြမလဲသူ့ကိုမြေမြုပ်လိုက်ကြမလားလို့မေးနေခဲ့ပါတယ်။လက်စီကတော့အကြောက်လွန်နေပြီးငါလည်းမသိဘူးဗီဒိုထဲမှာအလောင်းတစ်လောင်းနဲ့ လူသားတဲ့အယောက်ကလည်းလွတ်နေသေးတယ်လို့ပြောပြီးတော့ခန်းထဲကနေထွက်ပြေးသွားခဲ့ပါတော့တယ်။လက်စီကအเจ้าလွန်နေရဖြစ်တဲ့အတွက်အိမ်သားတွေကိုလာပြီးတော့စိတ်ငြိမ်အောင်ဆေးချဖို့လုပ်နေရဖြစ်ပြီးတပတ်မှလည်းဆေးပြားခြင်းတဲ့စိတ်ကရှိနေတော့ဘာလို့ရမလဲဆိုတော့ချီတုံချတုံဖြစ်နေပါတော့တယ်။အဲဒီအချိန်မှာပဲအိမ်သားတွေကိုနှစ်ဒင်းကဝင်လာပြီးတော့နင်ခွင်းရတော့ဆေးမပြတ်နေသေးလိမ့်မယ်နော်လို့သတိပေးပြီးတော့ပြောလိုက်ပါတယ်။လက်စီကနှစ်ဒင်းသူဆေးဆွဲနေအောင်ဘယ်လိုလုပ်သီးလာလဲဆိုပြီးတော့အံ့ဩနေပြီးနင်ဘာတွေပြောနေရလဲနှစ်ဒင်းလုံးမေးလိုက်တာပါ။နှစ်ဒင်းကနင်ခံစားတဲ့ပြဿနာမျိုးငါနားလေလက်စီ။ ငါအဲ့အမျိုးအနီးကပ်မြင်မှုတယ်လို့ပြောလိုက်ပြီးသူ့အမေကဆေးလုံပြီးတော့တေဆုံးသွားတဲ့အကြောင်းကိုလက်စီကိုပြောပြလိုက်ပါတယ်လက်စီလည်းစိတ်မကောင်းဖြစ်သွားပြီးတော့အိမ်သာကန်းတဲ့ကထွက်ပြီးနတ်တင်းကိုပြေးဖက်လိုက်ပါတော့တယ်ပြီးတော့ငါတောင်းပန်ပါတယ်ဟာဆိုပြီးတော့ငိုနေတဲ့အတွက်နတ်တင်းကလက်စီကိုဖြောင်းပြနေပါတော့တယ်အဲ့နောက်တော့လက်စီကငါနဲ့ဂျိတ်တို့တွေအရင်ကချက်ကီကိုတတ်ဖူးတယ်အခုလဲငါတို့ထပ်တတ်မယ်လို့ပြောလိုက်ပါတယ်ပြီးတော့နတ်တင်းနဲ့လက်စီတို့ကဈေးတွေကိုအိမ်သာနဲ့ပြစ်ထည့်ပြီးရေဆွဲချလိုက်ပါတော့တယ်နောက်တစ်ခါမှတော့ဂလန်ကဂလန်ဒါလိုပဲ ။သူတို့အရင်ကလူတယောက်ကိုတတ်ခဲ့တဲ့အကြောင်းကိုအိမ်မက်မှတ်နေပါလေ။ဂလန်ကသူအိမ်မက်ထမ်းမတ်တဲ့အကြောင်းဂလန်တာကိုစာပို့ပြီးတော့ပြောလိုက်တော့ဂလန်တာကလည်း "तू လဲမှတ်တယ်"လို့ပြောလိုက်ပါလေ။အဲနောက်တော့ဂလန်ကအေကန်ထဲမှာ TV ထိုင်ကြည့်နေတဲ့ Tiffany C ကိုတွားပြီးတော့အမေသမီးတို့စကားပြောစရာရှိတယ်လို့ပြောလိုက်ပါလေ။ Tiffany ကဘာမှပြောစရာမရှိဘူး။ TV ရှိကဖယ်သန်းပါလို့ပြောလိုက်တော့ဂလန်ကအမေလူတတ်ထားလေ။အမေကနင့်နာသူလို့လုံးမနေနဲ့လို့ပြောလိုက်တာပါ။ Tiffany ကဂလန်တာကဈေးဆွဲတယ်လို့ပဲနည်းနည်းစာနာစမ်းမှာငါမနေနိုင်လို့လေငါလူသက်တာကိုကြိုက်တာလို့ပြောလိုက်ပါလေ ်ဒေဖနီကနီကာကိုကလန်တို့ကယ်ထုတ်သွားတဲ့အတွက်ဒေါသထွက်နေပြီးတော့ငါအတိတဲ့ငါကလီရီယာငါ့ကိုဘယ်တော့မှတစ္ဆာဖောက်မှာမဟုတ်ဘူးလို့ပြောလိုက်တာပါအာနဲ့ကလန်ကအမေအမေကလူတယောက်ကိုခြေလက်တွေခုတ်ပြတ်ပြီးဖမ်းထားတာကိုပုံမှန်လူသဘောထားနေရပါလားလို့မေးလိုက်ပြီးနီကာကဘာလုပ်လဲဘာနေဖြစ်ခဲ့တာလဲလို့တတ်ပြီးတော့မေးလိုက်ပါနေဒေဖနီကနီကာကငါ့ကောင်ပါလေတခါလေတော့နင်းဖေဖို့ဟဲလို့ပြန်ဖြေလိုက်ပါတယ်ဂလန်ကအဆူတီဖနီဗလာတိုင်းကဘာလုပ်လဲဆိုတော့တီဖနီကဂလန်ဟာနီကာကိုဘယ်ကိုခေါ်သွားလဲဆိုတာမသိရမချင်းငါမပြောနိုင်ဘူးလို့ဖြေလိုက်ပါတော့တယ် ဂလန်မပြောပြတဲ့အတွက်ဒေဖနီလည်းထားထွက်သွားခဲ့ပါတော့တယ်။တပတ်မှနဒင်းနဲ့လက်စီတို့ကတော့သူတို့ခန်းထဲပြန်တော့ထရပါအလောင်းကိုထည့်ထားတယ်။ဘီလိုတကားကပွင့်နေရာကိုမြင်လိုက်ရပါတယ်။အိုင်မာတွေနှစ်ယောက်သားလန့်ပြီးတော့ဘီလိုကိုဖွင့်ကြည့်လိုက်တော့အဲထဲမှာထရပါအလောင်းကမရှိတော့ပါဘူး။ဂျိတ်ကတော့သူတို့ကောင်းချက်ကီကိုသွေးတွေတုပ်ပေးနေပြီ။မင်းကငါတို့တက်ကိုကယ်လိုက်တာပဲကွာ။မင်းကငါဟီးရိုးပဲလို့ပြောလိုက်တော့ချက်ကီကလည်းရပါတယ်ကွာ။ငါတောင်းဝန်ငါလုပ်တာပါလို့ပြန်ပြောလိုက်ပါတယ်။ဂျိတ်ကသူ့ကိုတက်လိုက်တာဘလို့ခံစားလိုက်ရလဲဆိုတော့သူတို့ကောင်းချက်ကီက နောက်ဆုံးတော့ငါဘာအတွက်ရှိနေရလဲဆိုတာသိလိုက်ရလို့ပဲလို့ပြန်ပြောပါတော့တယ်။ဂျိတ်ကချက်ကီရဲ့ဒဏ်အားတွေကိုပလတ်စတာကပ်ပေးနေပြီးတော့သူတော်ကောင်းချက်ကီကိုသူ့ညီလေးလိုမျိုးခံစားနေတာပါ။အဲ့ချိန်မှာပဲနဒင်းနဲ့လက်စီတို့ရောက်လာပြီးတော့ထရဘာမရှိတော့ဘူးလို့ပြောလိုက်ပါတယ်။နဒင်းကတော့သူတော်ကောင်းချက်ကီကိုစိတ်ပူနေပြီးငါကလေးလေးဒဏ်အားတွေဘယ်လိုလုပ်ရလာလဲလို့မေးလိုက်တော့ဂျိတ်ကလူသိုးချက်ကီဇိုးကောင်နဲ့ချလာလို့ပြောပြလိုက်ပါတယ်။ပြီးတော့ဂျိတ်ကဒေဗန်ကိုတွေ့သေးလားလို့မေးတော့လက်စီကနင်တို့ရံပြစ်ထားကြပြန်ပြီလား။ ငါတို့ဘေးမှာချဆရာကုန်အများကြီးနော်နင်တို့အချင်းချင်းပဲချမနေကြနဲ့လို့ပြောလိုက်ပါတယ်။ပြီးတော့သူတို့တွေ trapper အလောင်းကိုဘသူကတဲသွားလဲဆိုတာစဉ်းစားလို့မရအောင်ဖြစ်နေခဲ့ရပါတော့တယ်။တပတ်မှာ Father Price ကတော့ငါမင်းတို့ဖွဲ့ကိုသီးခံနေကြပြီနော်။မင်းတို့ငါတန်တရားအကျိုးခံသားကိုတောက်လျှောက်ပေးခဲ့တယ်။ဒါပေမဲ့ခုတော့မင်းတို့စိုးသွမ်းတာကိုခက်ချမ်းချမ်းကင်တွဲမှာရတော့မယ်လို့ Devan ကိုပြောနေခဲ့တာပါ။ Father Price က Devan ကိုဖျားအောင်နဲ့ခေါ်လာပြီးတော့တမချန်းစာအုပ်ကိုပေးပြီးတော့ပြန်ထွက်သွားပါလေ။အဲနောက်တော့ Father Price လက်စီတို့အဖွဲ့ကိုဒီဖျားเจ้าအောင်ပို့ခဲ့တဲ့စိတ်ကူတော်ဆရာအောင်မှာ မစ္စတာကိုခေါ်ပြီးတော့ဒေဗန်လောက်ခဲ့လို့သူထင်နေတဲ့ဂျက်ကီးရုပ်စီကိုခေါ်လာခဲ့ပါတယ်စစ်စတာကက်သရင်းနဲ့စစ်စတာရူတို့လည်းပါလာပြီးတော့နိုင်မှာကန့်နေတဲ့ဂျက်ကီးရုပ်ကိုမြင်တော့လန့်ဖြန့်သွားခဲ့ကြပါတယ်ဖာသာဘရိုက်စ်ကဒေါက်တာမစ္စတာခင်ဗျားဘယ်လိုပြောမလဲဒီအကျန်းဖတ်ကလေးတွေကိုဒီကိုခေါ်လာဖို့ခင်ဗျားစပြောခဲ့တာလीသူတို့တွေအကျန်းဖတ်တောင်းကြတယ်ခင်ဗျားဘယ်ရောက်နေလဲလို့မေးလိုက်ပါတယ်ဖာသာဘရိုက်စ်ကဒီလိုလောက်ခဲ့တဲ့ဒေဗန်ကိုဖျားအကြောင်းထဲမှာတယောက်တည်းတမာကျန်းစာဖတ်ခိုင်းထားတယ်ဆိုတော့เจ้าသားတွေကိုကျင်နာတတ်တဲ့စစ်စတာကက်သရင်းကဖာသာဒီလိုလောက်တာမှန်ပါမလား ဒီကလေးတွေကတယောက်နဲ့စကားပြောဖို့လိုနေတာဖြစ်မယ်လို့ဝင်ပြောပါတယ်။ဒေါက်တာမစ္စတာကတော့ဒီတခါသူ Father Price လောက်တော့သဘောတူတယ်။ဒါကဘာသာရေးစော်ကားတာနဲ့အကျန်းဖတ်တာကိုပြတာပဲ။ဘောင်ကျော်သွားပြီလို့ပြောလိုက်ပါတယ်။ Sister Catherine ကတော့ရှင်ចောင်းသားတွေကိုမထိန်ချုံနိုင်တာသူတို့နားမလည်လို့ပါ Father ။ Devan စိတ်ထန်ရနေတဲ့ကလေးပါ။ Father Price က Chucky ရုပ်ကိုလက်ညှိုးထိုးပြပြီးတော့ဒါစိတ်ထန်အောင်မဟုတ်ဘူး။ဒါမိစ္ဆာလောက်ရပဲလို့ပြောလိုက်ပါတယ်။ Sister Catherine ကတော့လက်မခံပဲဒါဒိဋ္ဌိနေနေမဟုတ်ဘူးဆိုတော့ Father Price က ငါတို့တော့ဟုတ်တယ်လို့ပြန်ပြောလိုက်ပါတယ်။အိုင်မာရင်စစ်စတာကက်သရင်းကဒါဆိုအလဲခေတုံးကလို့ကလေးတယောက်ကိုကားစင်တင်ပြီးတော့မီးရှို့တာဘို့လို့ပြောလိုက်ပြီးတော့ထွက်သွားခဲ့ပါတော့တယ်။ Father Price ကဒေါက်တာမစ္စတာကိုဒေဗန်တို့ကဒီမှာတခြားလည်းမရှိတော့ဘူး။သူ့လူငယ်ပြုပြင်စခန်းမှာမှစုံမလို့ရမယ်ထင်တယ်လို့ပြောလိုက်တော့ဒေါက်တာမစ္စတာကကျမသဘောမတူကျမတို့သူ့ကိုကူညီနိုင်အောင်မယ်လို့ထင်တယ်လို့ပြန်ပြောလိုက်ပါတယ်။အဲဒီမှာနေရာတကာမှာယေရှုဘုံမြင်တတ်တဲ့ Sister Ruth ကတော့ချက်ကီယုံကြည်ကိုစိတ်ဝင်စားနေကြည်နေခဲ့ပါတယ်။အဲ့ဒါနဲ့ Father Price က Sister Ruth ဲ့ဒီရုပ်ပြက်စင်းပြက်ယူဖယ်လိုက်စမ်းပါလို့လမ်းပြောပါတယ်။အာနဲ့ဆစ်ဆရူးကနာမဆိုင်နဲ့ချက်ကီးရုပ်ကိုဆွဲဖြုတ်လိုက်ပြီးအမိုင်ပုံနဲ့သွားထည့်လိုက်ပါတော့တယ်။ဓမ္မမဒေဗန်ကတော့ဒေါသတွေထွက်ပြီးတော့တမာကျန်းစာအုပ်ကိုဆွဲဖြဲကလက်ဝကတိုင်ပုံကိုကျန်းစာအုပ်နဲ့ပိတ်ပေါက်လိုက်တာကိုမြင်လိုက်ရပါတယ်။တဖက်မှာတော့တစ်ဖနီဂလန်နဲ့ဂျနီဖာတယ်လီရဲ့ညမမက်တိုကတော့အကန်ထဲမှာထိုင်နေပြီးတော့မက်ကတစ်ဖနီကိုမတင်ငါဖြစ်နေတာပါ။အဲ့ဒါနဲ့မက်ကသူတို့ညီမငငယ်တုန်းကတောင်းကြမ်းခဲ့တဲ့အကြောင်းတွေကိုပြန်ပြောတော့တီဖနီကအဲ့ဒါတွေကိုမသိပါဘူး။ ဒေဖနီကအရာဒီကတတော်ကြာပြီလေငါလည်းမမှတ်မိတော့ဘူးလို့ပြောလိုက်ပါတယ်ပြီးတော့ဒေဖနီကထားထွက်သွားပြီးတော့ဂိုဒေါင်လိုခန်းတစ်ခုတည်းကိုဝင်လာခဲ့လိုက်ပါတယ်အဲ့ဒီခန်းထဲမှာတော့အဝိနဲ့အုပ်ထားတယ်လောင်အိမ်တစ်ခုရှိပြီးလောင်အိမ်ထဲမှာရှိနေတာကတော့ဒေဖနီအယုတ်ပဲဖြစ်ပါတော့တယ်ဒေဖနီကအယုတ်ထဲကနေဂျန်နီဖာတယ်လီရဲ့ခန္ဓာကိုယ်ထဲကိုဝင်ထားတာဖြစ်ပြီးအယုတ်ထဲကိုတော့ဂျန်နီဖာတယ်လီရဲ့ဝိညာဉ်ကိုပြန်ထည့်ထားခဲ့တာပါဒေဖနီကဂျန်နီဖာတယ်လီကိုဖမ်းထားပြီးတော့အွန်လိုင်းပိုကာဆော်ခိုင်း family ခိုင်းရုပ်ရှင်မှာဘော်နီညာမှာအတန်တရုပ်ဆောင်တာတွေလောက်ခိုင်းပြီးတော့ပတ်စံရှာခိုင်းတာပါပြီးတော့အခွန်ဆောင်တာတွေပရိသတ်တွေစီစာပြန်တာတွေလည်း Jennifer Telly ကိုလောက်ခိုင်းတာဖြစ်ပါတယ် Jennifer Telly ကလည်း Tiffany ကိုကြောက်ပြီးတော့အကုန်လုံးလှုပ်ပေးနေရတာပါ Tiffany က Jennifer Telly ကိုငါနှင်းကြောင်သိဖို့လိုတယ်ငါနှင်းညီမ Matt ကိုငါ Jennifer Telly ပါဆိုပြီးတော့ယုံအောင်လှုပ်ပြတော့မယ်ငါ့ကိုနင်းတို့ငယ်ငယ်အကြောင်းတွေပြန်ပြောပြစမ်းလို့ပြောလိုက်တော့ Jennifer Matt ဒီမှာရောက်နေရလားလို့မေးလိုက်ပါတယ် ။တပတ်မှတော့ဒီဗန်လည်းအခန်းထဲကိုပြန်လာတော့သူတို့ခန်းထဲမှာလက်စီလည်းရောက်နေတာကိုမြင်လိုက်ရပါတယ်။လက်စီတို့ကထရဘာပြောင်းနေကြောင်းပြောလိုက်တော့ဒီဗန်လည်းလန့်ဖြန့်သွားပါတော့တယ်။ဂျိတ်ကတယောက်ကလူစိုးချက်ကီတွေအတွက်လက်စာဖြောက်ပေးနေရများလားလို့မေးလိုက်တော့ဒီဗန်ကပြန်စဉ်းစားကြည့်လိုက်ပြီးချက်ကီလူကောင်းအရင်တော့ကာနေဆွဲတယောက်စီစာပို့နေရမြင်မှုတယ်။သူတို့တွေထရဘာကိုတည်သွားတာများလားလို့ပြောလိုက်ပါတယ်။အဲမှာသူတို့ကောင်းချက်ကီကငါတော်စိတ်မကောင်းကွာထရဘာကိုဘသူကဒီလိုရက်ဆက်ဆက်တတ်လိုက်တာလဲလို့ပြောနေတော့ဒေဗန်ဒေါသထွက်ပြီးတော့ပင်းတတ်တာလीမင်းငားမေဘူးလဲတတ်တယ် မိလက်စီအဖေကိုလည်းတတ်တယ်ဂျိတ်ရဲ့တမိသားစုလည်းမိမတတ်လိုက်တာလို့ပြောလိုက်ပါတော့တယ်ဂျိတ်ကဒီဘန်းကိုအဲ့ဒါချက်ကီတတ်တာမဟုတ်ဘူးလို့ပြောပေမဲ့သူတော်ကောင်းချက်ကီကစိတ်မကောင်းဖြစ်သွားတဲ့ပုံစံနဲ့အခန်းထဲကနေထွက်ပြေးသွားပါတော့တယ်အားနဲ့ဂျိတ်လည်းချက်ကီနောက်ကိုပြေးလိုက်လာတော့ချက်ကီကသူ့ကိုယ်သူမှန်ထဲမှာပြန်ကြည့်နေပြီးငါတကယ်ပဲအဲ့ဒါကြီးလှုပ်ခဲမိတာလားကွာလို့မေးနေပါတယ်ဂျိတ်ကမဟုတ်ဘူးယောင်အဲ့ဒါမင်းနဲ့မတူတဲ့ချက်ကီတကောင်းလှုပ်တာလို့ပြောလိုက်ပါတယ်ပြီးတော့မင်းလိုကောင်းနေအများကြီးပဲကွာဒါမဲ့သူတို့ကမင်းနဲ့မတူပါဘူးဆိုတော့ချက်ကီကငါတို့တွေကဘယ်ကလာတာလဲလို့မေးလိုက်ပါတယ် ဂျိတ်ကချားစီရေးဆိုရယ်လူတယောက်စီကလို့ပြောလိုက်တော့ချက်ကီကငါလူโซတယောက်စီကလာတာဆိုငါလည်းလူโซပဲလေလို့ပြောလိုက်ပါတယ်ပြီးတော့ငါမင်းကိုထိခိုက်စေနိုင်နေကွာငါဒီမှာမနေသင့်ဘူးဆိုတော့ဂျိတ်ကငါမင်းကိုဒီမှာနေစေချင်တယ်ကွာမင်းကလူကောင်းဆိုတာငါသိတယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့ချက်ကီကငါကိုယ်ထဲမှာမကောင်းတဲ့စိတ်တွေရှိနေသေးရင်ဘလို့လုံလဲလို့မေးလိုက်တော့ဂျိတ်ကငါအကြံရပြီလို့ပြောလိုက်ပြီးချက်ကီကိုဖြောင်းပြဖို့နီလန်တစ်ခုကိုစဉ်းစားမိသွားပါတော့တယ်တမမဒေဗန်ကတော့ချက်ကီစီကနေရထားတဲ့ဖုန်းကို အာသွင်းနေပြီးတော့သူတို့ဖုန်းထဲမှာမမြင်လိုက်တာရှိသေးလားဆိုပြီးတော့ပြန်ပြီးတော့ထပ်ဆီကြည့်ဖို့လုပ်နေခဲ့ပါတယ်။ဒေဗန်လက်စီကိုနေကောင်းတဲ့ချက်ကီဆိုအောင်ယုံလာငါတို့မယုံဘူးလို့ပြောလိုက်ပါတယ်။လက်စီကငါတို့သူ့ကိုမြင်နိုင်ဂျူနီယာမျက်နှာကိုပဲမြင်အောင်နေတာလို့ပြန်ပြောလိုက်ပါတယ်။အဲ့ချိန်မှာပဲဖုန်းအားပြေးသွားလို့သူတို့ဖုန်းကိုဖွင့်ကြည့်လိုက်တော့ချက်ကီရိုက်ထားတဲ့ဆက်ဖီပုံလေးတစ်ပုံကြီးကိုမြင်လိုက်ရပါတော့တယ်။အဲ့ဒီပုံလေးတဲကတစ်ပုံမှာချက်ကီအယုတ်ခြေထောက်ပြတ်တစ်ခုကိုမြင်လိုက်ရပါတယ်။တခြားပုံတွေမှာလည်းချက်ကီရုပ်တွေရဲ့ခန္ဓာကိုယ်အပိုင်းအစတွေကိုမြင်လိုက်ရတာပါ။ အိုင်မာရင်ဒေဗန်သူတို့တွေလမ်းကိုမှတ်မိဖို့တဲလွန်စားချန်နာမျိုးပဲဖြစ်ရမယ်လို့ပြောလိုက်ပါတယ်။ပြီးတော့ဒေဗန်ငါတို့ဒီကြောင်းအနေထွက်ရမယ်။အဲ့လမ်းကြောင်းတွေအတိုင်းလိုက်လို့ရှိရင်တခြားအယုတ်တွေနဲ့ကာနေရုစီကိုရောက်နိုင်တယ်လို့ပြောလိုက်ပြီးတော့သူတို့တွေကငါတို့လာမအောင်ကြုံမသိရင်အလင်းငိုက်ဝင်တိုက်ပြီးတော့အပြတ်ရှင်းလို့ရနိုင်တယ်လို့ပြောလိုက်ပါတယ်။တပတ်မှာတော့ဂျိန်းနဲ့နာဒင်းတို့ကဂျက်ကီကိုလူသေးစိတ်သေးအယုတ်သေးဖြစ်အောင်နှစ်ချင်းခံပေးဖို့အတွက်လုပ်နေကြတာပါ။ဂျိန်းကဂျက်ကီရဲ့ခေါင်းကင်ဖားကင်လှုပ်ပြီးတော့နာဒင်းကတော့ခေါင်းကင်မိကင်လှုပ်ပေးနေတာပါ။ ီတော့ဂျိတ်ကချက်ကီရဲ့ခေါင်းကိုရေလောင်းပြီးတော့နှစ်ချင်းခံပေးလိုက်ပါတယ်ဂျိတ်ကပြီးပြီကွာမင်းကူအားစားပြီးတော့မိစာမဟုတ်တော့လို့ပြောလိုက်တော့သူတော်ကောင်းချက်ကီလည်းပျော်ပြီးတော့ဟွာဒါအရန်ကိုခံစားလို့ကောင်းတာပဲကွာလို့ပြန်ပြောလိုက်ပါတယ်ကျောင်းကနေအပြင်ခိုးထွက်ဖို့အတွက်သူတို့ကိုလာပြောတဲ့ဒေဗန်နဲ့လက်စီတို့လည်းဂျိတ်တို့တောင်းအောင်ကိုမြင်သွားပါတော့တယ်ဒေဗန်ကဂျိတ်လုံးနေရာကြီးကြည့်ပြီးတော့စိတ်ပြက်လက်ပြက်ဖြစ်သွားပြီးလက်စီတော်ပြီငါတို့ဘာသာပဲသွားကြမယ်လို့ပြောပြီးတော့နေအောင်ထဲထွက်သွားခဲ့ကြပါတော့လေအန်ညာမှာတော့ sister root တယောက်အခန်းထဲမှာစင်းစရားတွေထိုင်လုံးနေတော့ ဂျာကီရုပ်ကိုတူထဲခဲ့တဲ့အမိုက်ပုံးကလှုပ်လာတာကိုမြင်လိုက်ရပါတယ်။ဇေဆာရုလည်းကြောက်လန့်ပြီးတော့ဗာလဲရဆိုပြီးတော့လယ်မင်းမှာဆွဲထားတဲ့လဝက်ကတိုင်ကိုကင်လိုက်ပါတယ်။ပြီးတော့အမိုက်ပုံးတော့ကြောက်ကြောက်လန့်လန့်နဲ့ကတ်သွားရမှာတော့အမိုက်ပုံးတဲကနေဂျာကီခုံထွက်လာတာကိုမြင်လိုက်ရပါတော့တယ်။ဂျာကီကဒီတိုင်းထွက်လာအောင်နေမဟုတ်ပဲအပြင်ရောက်တာနဲ့ငါအပြန်နိုးထလာပြီးလို့ပြောလိုက်တော့နေရာကမှာယေရှုပုံးကြီးကိုမြင်နေတဲ့ခေါင်းသီးတီလာရှင်ကဒူးထောက်လိုက်ပြီးတော့အရှင်တကယ်တမ်းနိုးထလာပြီပဲလို့ပြောလိုက်ပါတော့တယ်။ ်ဆေဆာရုကဂျက်ကီယုတ်ကိုယေရှုခရစ်တော်ဆိုပြီးတော့တကယ်ကြီးထင်နေခဲ့တာပါအဲနောက်တော့ဆေဆာရုကကျမဘလို့တောင်အောင်မျိုးထမ်းဆောင်ရမလဲအရှင်လို့မေးလိုက်ပါတော့တယ်တပတ်မှာတော့တီဖနီကဂျန်နီဖာတယ်လီကိုငယ်ငယ်တုန်းကအကြောင်းတွေမေးလာပြီးတော့အေကန်တဲ့ကိုပြန်လာပါတယ်ပြီးတော့မက်ကိုခေါ်ပြီးတော့နေခုနပြောခဲ့တဲ့ငါတို့ငယ်ငယ်တုန်းကအကြောင်းတွေပြန်မှတ်မိလာပြီဆိုပြီးဂျန်နီဖာတယ်လီပြောလိုက်တဲ့အကြောင်းတွေကိုမက်ကိုပြန်ပြောပြပါတော့တယ်ဒါမဲ့ဂျန်နီဖာသူ့ကိုဂျင်းထဲလိုက်တာဖြစ်ပြီးတော့သူပြောနေတဲ့အကြောင်းတွေကရုပ်ရှင်ဇာတ်ကားတွေကဇလန်းကြီးပါ မက်ကအဲ့ဒါရုပ်ရှင်ကားကြီးလေးလို့ပြောလိုက်တော့ဒေဖနီလည်းဒေါသထွက်ပြီးစောက်ကောင်မလို့ဆဲပြီးတော့အ мян ထားထွက်သွားပါတော့တယ်ဒေဖနီကလောင်ရင်တည်းကဂျနီဖာစီပြန်လာပြီးတော့နေငေါ့လှဲစားတယ်ဟလာငါနေမွေးလာတော့ပါနောင်နာရသွားလှုပ်ပေးမယ်လို့ဂျိမ်းမောင်းနေပါတော့တယ်အဲ့ဒီအချိန်မှာပဲသူ့နောက်ကလိုက်လာတဲ့ဂလန်နဲ့မက်တို့ကခန်းထဲကိုရောက်လာပြီးတော့သူတို့ကိုမြင်သွားခဲ့ပါတော့တယ်ဒေဖနီလည်းလန့်ပြီးတော့နေတော့ထင်လို့မဟုတ်ပါဘူးလို့ပြောနေတော့မှာပဲဂျနီဖာလောင်ရင်တည်းကနေသူ့ညီမကိုမက်ကဂျနီဖာငါဒီထဲမှာပါလို့လန့်ပြီးတော့ပြောလိုက်ပါတော့တယ် ဂလန်ကဒီမှာဘာဖြစ်နေရလဲလို့မေးလိုက်ပြီဂျနီဖာတော့ငောက်ကေပေါင်းလို့မက်ကိုလှမ်းပြောနေတာပါမက်ကဂျနီဖာနားကိုကတ်သွားပြီးတော့ဂျနီဖာလားအမလီဘလို့ဖြစ်ရတာလဲလို့မေးလိုက်ပြီးတော့မယုံနိုင်အောင်ဖြစ်နေရပါတော့ဒီအဲ့ချိန်မှာတီဖနီကသူ့အင်ဂျီထဲမှာထဲဖွက်ထားတဲ့ဓာတ်ကိုထုတ်လိုက်ပြီးမက်ကိုဓာတ်နဲ့တစ်ချက်ပြီးချက်ပတ်ပတ်ဆက်ဆက်တွေဆွဲလီထိုးသက်ပြစ်လိုက်ပါတော့ဒီဂလန်လည်းလမ်းဖြိုင်ပြီးတော့သူ့မိလူသားလိုက်တာကိုမျက်လုံးပြူးပြီးတော့ကြည်နေပါတော့ဒီဂျနီဖာကတီဖနီနင်ပါလို့လိုက်တာလေ तू ကငန်းညီမလေးလို့ပြောလိုက်တော့တီဖနီကတော့ဒုံးစံတိုင်းလူသက်ပြီးတော့မှငိုကာ ငါစိတ်မကောင်းပါဘူးခဲလို့ပြောနေပြန်ပါတော့တယ်ဂလန်ကတီဖနီကိုနေဘူးလဲလို့ပေးလိုက်ပါတယ်အာနဲ့တီဖနီကငါနာမည်ကတီဖနီဗာလန်တိုင်းငါနေမေပဲလို့ဂလန်ကိုပြောလိုက်ပါတော့တယ်တပတ်မှာတော့ဒေဗန်နဲ့လက်စီတို့ကဒေါ်တဲကိုရောက်နေကြပြီဖြစ်ပြီးတော့ဂျက်ကီရုပ်အပိုင်းစားတွေကိုခြေအခံကခီးဆက်နေကြပါပြီဂျနီဖာတို့သူညီမကိုတတ်လိုက်တဲ့တီဖနီကိုစောင့်မိတ်စာမှာငါနေကိုတတ်မယ်စောက်ကောင်မလို့ဂျိမ်းမောင်းနေပါတယ်တီဖနီကတော့သူနဲ့ဂျက်ကီကဂလန်နဲ့ဂလန်တာရဲ့အဖေမေအရင်းပြစ်ကြောင်းနဲ့ သူကဂျန်နီဖာတယ်လီဖြစ်နဲ့ဟန်ဆောင်ထားတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ဂလန်ကတော့သူတို့ဘဝအကြောင်းကိုကြားပြီးတော့ဘာမှပြန်မပြောနိုင်တော့ပါဘူး။ဒေဖနီကဒါရီကမယုံနိုင်စားစွာအမေသိပါတယ်။အချိန်လိုက်ပါအောင်သမီးလေးရဲ့လို့ဂလန်ကိုပြောနေခဲ့ပါတယ်။ဂျန်နီဖာတော့ငါနေကိုပုံနေဆောင်းမေးစာမလို့ဇက်တိုက်អော်ပြောနေတာကြောင့်ဒေဖနီကပါဇက်ပိထားလို့ပြောလိုက်ပြီးပါဇက်မပိနေကိုငါအငတ်ထားပြမှာနော်လို့ပြောလိုက်ပါတယ်။ဂလန်ကရှင်ကျမတို့တသက်လုံးလိန်လာတာပဲလို့ပြောလိုက်တော့ဒေဖနီကအမေတောင်းပန်ပါတယ်။အမေကနေတော့မခံစားစီချင်တာပါ။တီဖနီကအဆုံးသမားလေ ဂျန်နီဖာတေလီကတော့အယံကိုလှတဲ့ရုပ်ရှင်စတာငါ့အတွက်နင်တို့ဂုံစီကျင်လို့ဘာလို့ပြောလိုက်ပါလဲနောက်ပြီးတော့တီဖနီကအခုတော့ငါဒါအမားဆိုတာသိပြီငါငါမိုးတဲ့တခြားတယောက်ဖြစ်နေဟန်ဆောင်နေခဲ့တာနင်တို့လည်းဒီလိုပဲဟန်ဆောင်စေခဲ့မိတာလို့ပြောလိုက်တော့ကလန်ကအဲ့ဒါဘာလို့ဆိုလိုတာလဲလို့ထပ်ပြီးတော့မေးလိုက်ပါလဲအဲ့ဒါနဲ့တီဖနီကငါမှနင်တို့ကနောက်ဆုံးမွေးနေ့လက်ဆောင်ရှိတယ်လို့ပြောလိုက်ပြီးသူတိမ့်ထားတဲ့တစ်သားဘူးလေးကိုယူလာခဲ့ပါတော့လေကလန်ကဘူးကိုဖွင့်ကြည့်လိုက်တော့အထဲမှာရုပ်ကလေးတယောက်ကိုတွေးလိုက်ရပြီးအဲ့ဒါကဂလန်နဲ့ဂလန်နာတို့ရဲ့မူလအယုတ်ပါ လန်ကရုပ်ကိုမြင်လိုက်တော့ဒါငါပဲလို့ပြောလိုက်ပါတယ်ပြီးတော့ဒါကိုဂလန်ဒါကိုပြမရမယ်လို့ပြောလိုက်တော့တီဖနီကဂလန်ဒါကိုသွားပြကြတာပေါ့လို့ပြောလိုက်ပါတော့တယ်အဲဒီနောက်တော့တီဖနီကဂျန်နီဖာတေလီရဲ့အိမ်ကြီးတစ်ခုလုံးကိုတားဆီလောင်းမီးရှို့ခဲ့လိုက်ပြီးဂလန်ဂျန်နီဖာဂလန်နဲ့ဂလန်ဒါတို့ရဲ့အယုတ်နဲ့တူကားနဲ့ထွက်လာခဲ့ပါတော့တယ်ဒါပေမဲ့ဒေဗန်နဲ့လက်စီတို့ကတော့ကြောက်စရာနေရာတစ်ခုကိုရောက်လာခဲ့ကြပါတယ်အဲဒီနေရာမှာချက်ကီအယုတ်တွေအများကြီးကိုလည်းမြင်လိုက်ရတာပါဒါပေမဲ့ဒီနေရာချက်ကီတွေကတော့ အန်ဒီရမရှိတော့ပါဘူး။ဘာလို့လဲဆိုတော့ချက်ကီရုပ်တွေကခေါင်းဖြတ်ပြီးတော့ဒုတ်တန်ထိတ်မှစိုက်ထားတာခံရတာတွေအပိုင်းပိုင်းဖြတ်ခံထားပြီးတော့အပေးနဲ့တွဲလောင်းဆွဲခံထားတာတွေဖြစ်နေလို့ပါပဲ။တယောက်ကချက်ကီကိုရက်ဆက်ဆက်တပ်ပြီးတော့ဒီလိုလှုပ်ထားတာပါ။အဲနားမှာပဲတိလုံးအင်လေးတစ်လုံးရှိနေရအောင်ဒေဗန်တို့လည်းအိမ်နောက်ကပ်ပြီးတော့မှန်ပရင်းပေါက်ကနေအထဲကိုချောင်းပြီးတော့ရှိုးလိုက်ပါလေ။အထဲမှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ဒေဗန်တို့လည်းလန့်ဖြန့်သွားပြီးတော့အိမ်ထဲမှာလူတွေလောင်းနေရှိနေခဲ့တာပါ။ဒါမဲ့မီးလင်းပုံနာကဂရင်တစ်လုံးပေါ်မှာရှိနေတာကတော့ ပျောက်ဆုံးနေခဲ့တဲ့အန်ဒီပါပဲအန်ဒီကတကူလုံးစုပ်ပြတ်တက်ပြီးတော့မုန်းစိမ်မွေးနှကမ်းမွေးတွေထူလက်ပြင်းနဲ့အဖြစ်နေခဲ့ပါလေအန်ဒီကပါဇက်ကိုလည်းအဝိနဲ့ဆိုးခံထားပြီးတော့အသက်ရှိနေသေးတာပါအဲဒီအချိန်မှာအနောက်ကအခန်းထဲကလူတယောက်ထွက်လာပြီးအဲလူကတော့စိတ်ကူထုံဆရာမဒေါက်တာမစ္စတာပဲဖြစ်နေပါတော့တယ်လက်စီတော့လည်းဒေါက်တာမစ္စတာကချက်ကီနဲ့ပေါင်းနေတဲ့တက်စပောက်ဖြစ်နေပြီဆိုတော့ကိုသိလိုက်ရပါတော့တယ်အန်ဒီရဲ့ဂရင်ချင်းသားမှာဒါအချောင်းကိုကင်ပြီးတော့ရက်နေတာကတော့ကဒုံးချက်ကီပါ သူကကာနယ်ဆိုတဲ့ချက်ကြီးဖြစ်နေပြီးတော့ကာနယ်ကအန်တီရဲ့ခြေထောက်ကအသားတွေကိုဓာတ်နဲ့လိနေတာမြင်လိုက်ရရင်းနေပဲဒီဘိုင်းလေးကဒီနေရာမှာခိတခဏရပ်နားသွားခဲ့ပြန်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့တော့ဒီဆက်မှုကတလောက်ပဲအခုဇက်ရှင်ကနောက်တစ်ပတ်ပြန်လဲပြီးတော့မြင့်တက်လာပြန်ပါပြီနောက်နေ့မှာဆက်ပြီးတော့အပိုင်းအစောက်တင်ဆက်ပေးမှာဖြစ်ပါတယ် ဒါတော့မလို့ channel subscribe လုပ်ဘေးနားအခောင်းလုံးနှိပ်ပြီးစောင့်ကြည့်ပေးကြပါ။ Jackie ကားတွေရောတခြားကားတွေရောအစားဆုံးကြည့်နေတယ်ဆိုရင် Telegram channel join လာလို့ရပါတယ်။ဒီနေ့မှာအစားကားနေစုံလိုက်ပါကြည့်စုအားပေးခဲ့တယ်။ခုလိုအချိန်လေးမှာအမြဲတမ်းကျွန်တော်အတူတူရှိနေပေးကြတဲ့ Jackie ချစ်သူပေါင်းသူတော်ကောင်းတို့တယောက်ချင်းစီတိုင်းကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။ကျွန်တော်အန်ခင်မူပါ